တခါတုန်းကကောင်ကလေးတယောက်ဟာနွေရာတီကြောင်းပိတ်လို့သူ့အဖိုးစီအလဲသွားခဲ့ပါတယ်။ကလေးဟာသူ့အဖိုးနဲ့တူနေ့တိုင်းစော့ကစားလို့နေပါတယ်။တရက်မှာကောင်လေးဟာ သူ့အဖိုးကို မေးခွန်းတစ်ခုမေးပါတယ်။အဖိုးตาကြီးလာတဲ့အခါမှာအရန်အောင်မြင်တဲ့ပုံကိုသူဖြစ်ချင်တယ်။ตาကိုနီလန်းနည်းနည်းပြပေးပါလားလို့ကောင်လေးဟာသူ့အဖိုးကိုမေးခဲ့တယ်။ အဖိုးဖြစ်သူကရတာပေါ့ဒါရယ်ဆိုပြီးအဖြေပေးခဲ့တယ်။ဒါနဲ့အဖိုးဟာကောင်လေးနဲ့အတူအပင်ပြိုးတဲ့ဆိုင်ကိုတွားပြီးအပင်နှပင်ကိုဝယ်ပြီးတဲ့နောက်အိမ်ကိုပြန်လာခဲ့တယ်။အဖိုးဟာဝယ်လာတဲ့အပင်နှပင်ကိုအိမ်ထဲကပန်းအိုးတအိုးမှာစိုက်ပြီးကြံတဲ့တပင်ကိုအိမ်အပြင်ဘက်မှာစိုက်ပြိုးလိုက်ပါတယ်။ပြီးတော့အဖိုးဖြစ်သူကကောင်လေးရေဒီအပင်နှပင်မှာဖေအပင်ကပိုပြီးရှင်တန်းနိုင်မယ်လို့ထင်တယ်လေ။ ဆိုပြီးတော့ကောင်လေးကိုမေးလိုက်တယ်။ကောင်လေးကခဏကြာစဉ်းစားပြီးတဲ့နောက်မှာအိမ်ထဲမှာစိုက်ထက်တဲ့အပင်ကပိုပြီးရှင်လွယ်မှာပေါ့အဘိုး။ဘာလို့လဲဆိုတော့အိမ်ထဲမှာကဘာအန်ဒီရယ်မှမရှိဘူးလေ။အပင်မှာကြတော့ပြင်းထန်တဲ့နေတန်၊မိုးတန်၊လေတန်၊မုန်တိုင်းတန်တွေအပြင်သရစ္ဆာကောင်တွေရဲ့အန်ဒီရယ်တွေပါရင်ဆိုင်နေရသေးတာလေ။လို့ကောင်လေးကအဖိုးကအဖြေပေးခဲ့တယ်။အဖိုးဖြစ်သူကပြောဝန်ပြီးတော့အေးပေါ့ နောင်မှာဘာတွေဖြစ်ကြမလဲဆိုတာကြည့်ရအောင်လေလို့အဖြေပေးခဲ့တယ်။ကောင်လေးဟာနွေရည်ကြောင်းဖိလို့သူမြပါစီကိုပြန်သွားခဲ့တယ်။နောက်လက်နှစ်ကြာတဲ့အခါမှာကောင်လေးဟာသူ့အဖိုးစီအလဲပြန်လာခဲ့ပါတယ်။ပြီးတော့သူ့အဖိုးကိုပြန်ပြီးတော့မေးပါတယ်။အဖိုးကြီးလွန်ခဲ့တဲ့အချိန်တစ်ခေါက်လုံးကအဖိုးကိုတားမေးခဲ့တဲ့မေကွန်းကိုအခုတည်းအဖြစ်မပေးသေးဘူးနော်။သားအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်နီလန်းပေးပါလို့မိခဲ့တာလေလို့ကောင်လေးဟာ သူ့အဖိုးကိုတတိပေးလိုက်ပါတယ်အဖိုးကအောက်ပါလဲကဲအရင်ဆုံးသူ့စိုက်ပြိုးခဲ့တဲ့အပင်ကိုတွားကြည့်ရအောင်ဆိုပြီးကောင်လေးကိုအိမ်ထဲမှာစိုက်ထားတဲ့အပင်စီကို ခေါ်လာလိုက်ပါတယ်စိုက်ထားတဲ့အပင်လေးဟာတစ်ပင်ကလေးရဖြစ်ကြီးထွားနေတာကိုမြင်လိုက်ရတယ်ပြီးတော့အဖိုးဟာကောင်လေးကိုအပင်မှာစိုက်ထားတဲ့အပင်စီကိုခေါ်သွားပါတယ်အဲ့ဒီအပင်ဟာအိမ်မတန်ကြီးထွားတဲ့တစ်ပင်ကြီးအဖြစ်ရှိနေပြီးကြီးမားတဲ့အကိုင်းခက်တွေ ဖြန့်ကားနေပြီးတိရွတ်တွေကလည်းလမ်းသွားလမ်းလာတွေကိုအေးမြတဲ့အရေးတွေပေးနေတာကိုကောင်းလေးမြင်လိုက်ရပါတယ်ဒီအခါမှာအဖိုးကကောင်းလေးကိုချီးပြီးကောင်းလေးရေဒီတစ်ပင်နှစ်ပင်မှာဘေးအပင်က ပိုပြီးအောင်မီနေတာလေလို့မေးလိုက်ပါတယ်အပင်ဘက်မှာစိုက်ထားတဲ့အပင်ပါ အဖိုးဆိုပြီးတော့ကောင်းလေးဖြေပါတယ်ဒီအခါမှာတော့အဖိုးဖြစ်သူကဒါရီဘလိုဖြစ်သွားနိုင်တာလဲဒီအပင်တွေဒီလောက်အန်တီရဲ့များတဲ့နေရာမှာ စိုက်ထားတာတော့မှဒီလောက်ကြီးတဲ့အပင်တွေဖြစ်လာတာမယုံနိုင်စရာပဲနော်ဆိုပြီးတော့ဖြေခဲ့တယ်အဖိုးကဆက်လက်ပြီးတော့ဟုတ်တာပေါ့တိတ်မှန်တော့ပေါ့ဒီအပင်တွေဟာအန်တီရဲအများကြီးနဲ့ရင်ဆိုင်ခဲ့ရတယ်ဒါပေမဲ့ဒီလိုအန်တီရဲတွေပြဿနာတွေရင်ဆိုင်ရခြင်းဟာအကျိုးတွေအများကြီးရှိပါတယ်အပင်မှာစိုက်ထားတဲ့အပင်တွေဟာသူတို့ရဲ့အမြင့်တွေကိုသူတို့စိတ်ရှိတဲ့လောက်လွတ်လွတ်လပ်လပ်ခြေစပ်လို့ရပါတယ် ဒုက္ခပြဒနာနဲ့တူတဲ့မုံတိုင်းတွေဟာသူ့ရဲ့အမြင့်ကို ပို့ပြီးတော့တန်မာစေတယ်။အခုဆိုရင်သူအရန်တန်မာနေပါပြီ။မုံတိုင်းအတိအစားတွေကို သူမမှုတော့ဘူး။ဒါရီအဖိုးရဲ့စကားကိုတိချမှတ်ထားပါ။ဘဝမှာလွယ်ကူတဲ့တတောင်းတတာဖြစ်တဲ့ရွေးချယ်မှုတွေကိုပဲတားလုံနေမယ်ဆိုရင်ဘယ်တော့မှအောင်မီမှာမဟုတ်ပါဘူး။အေးလောကမုံတိုင်းတွေ အန်တီရီတွေကိုရင်ဆိုင်ဖို့အသည့်ရှိနေပြီဆိုရင်တားမစွခုနိုင်တဲ့ပန်းတိုင်ဆိုတာရှိတော့မှာမဟုတ်ဘူးအဲ့ဒီခက်ခဲတွေပြဿနာတွေကိုအသာစီးလို့မမြင်ပဲအမြင့်ကိုရောက်အောင်ပို့ပေးတဲ့လေကားတွေအဖြစ်သဘောထားပါလို့အဖိုးဟာသူ့မိဖြစ်သူကိုအလေးနဲ့ပြောလိုက်ပါတယ်။ကောင်လေးဟာတပ်ပင်းလေးချပြီးပင်ချင်းကိုငေးကြည့်နေမိခဲ့တယ်။ခုချိန်မှာတော့သူဟာအဖိုးရဲ့စကားတွေကိုကောင်းကောင်းသဘောပေါက်ခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ဘဝမှာအသာစီးတွေလို့ထင်ခဲ့ရတဲ့အရာတွေအခက်ခဲတွေစိန်ခေါ်မှုတွေလို့ထင်ရတဲ့အရာတွေဟာကျွန်တော်တို့ကိုပို့ပြီးတန်မအောင်လုပ်နေတယ်ကျွန်တော်တို့ကိုရှင်တန်အောင်လုပ်နေတယ်ဆိုတော့ကိုသတိရလိုက်ပါတကယ်တော့ဘဝဟာဒီလိုအန်ဒီရီတွေဒီလိုစွန့်စားစရာကောင်းတဲ့ဘဝတွေရှိမှပဲပျော်စရာကောင်းတာပါ